မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ပြည်လဲပြင်ကထူစားတဲ့မိုးလေဝသအခြေအနေတွေကိုဖော်ပြပေးကြပါရစေမိုးလေဝသသုတေသအွန်လိုင်းကတော့အောက်တိုဘာ29ရက်နေ့ည7:08မိနစ်အချိန်မှာအခုလိုထုတ်ပြန်လာပါတယ်အောက်တိုဘာ30ရက်နေ့ပိုင်းမှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကရန်နီကလေဝေလိုင်းဟာအနောက်ဘက်ထိုင်းပင်လယ်ကွေ့အတွင်းကိုဆက်လက်ရွေ့ရှာပြီးတော့အောက်တိုဘာ31ရက်ညပိုင်းမှာတော့ဘိန်းမြို့တောင်ဘက်ကဖြတ်တန်းကား ကပလီပင်လယ်ပြင်ကိုဝင်ရောက်လာနိုင်ပါတယ်။ဒီကမှတက်စင်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့နိုဘာတရက်မနက်မှာကိုကိုကျွန်းတောင်ဘက်ကနေတက်စင်ဘင်္ဂလားပင်လယ်ကိုအရှေ့လယ်ပိုင်းကိုဆက်လက်ရွှေ့ရှားရောက်ရှိလာနိုင်ပါတယ်။လေဝေလိုက်ဟာပုံမအားကောင်းလာနိုင်ပြီးတော့ AR တိုင်းအနောက်ဘက်ကိုင်ရတ်အနေမှာစောင့်ကြည့်ရမယ်လေဝေလိုက် invert system တကူဖြစ်လာနိုင်ကြောင်း ECNWF icon နဲ့ GFS model ကကြိုတင်ခန့်မှန်းချက်မှတွေ့လာရပါတယ် အိန္ဒိယနိုင်ငံအန်တာပရာဒိကမ်းခြေပုံဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ cyclone မုန်တိုင်းမွန်တာရဲ့အကျဉ်းကြံတွေဟာမြောက်ဘက်ကိုဆက်လက်ရွေ့လျှားပြီးတော့နောက်6နာရီအတွင်းမှာကုန်းတွင်းလေပြင်းအားနဲ့ရောင်းအဖြစ်နဲ့အားပြော့သွားနိုင်တဲ့အကြောင်းအိန္ဒိယမွေးလို့သားဌာနကခန့်မှန်းထုတ်ပြန်ထားပါတယ်။ ECNWI ကနဲ့ GFS ပေါ်တဲ့ကြိုတင်ခန့်မှန်းချက်အရတော့နိုဘာ3ရက်နဲ့4ရက်နေ့တွေမှာတော့ဘင်္ဂလားပင်လယ်ော်အရှေ့အလယ်ပိုင်း ဖြစ်ပေါ်နိုင်တဲ့လေပြင်းအားနဲ့ရောင်းအကြောင်းရခိုင်ပြည်နယ်အီယာရီတိုင်းမွန်ပြည်နယ်တရင်းနိုင်တိုင်းရဲ့ကာယုရန်ဒေတာတွေမှာမိုးများနိုင်ပြီးတော့ခုနှစ်ရက်အတွင်းမိုးရေချိန်ဟာ၃လမကနေ၄လမအထက်ထိရွာသွန်းရရှိနိုင်ကြောင်းခန့်မှန်းထားပါရယ်။ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းနယ်၊ရန်ကုန်တိုင်းတွေမှာတော့ခုနှစ်ရက်အတွင်းမိုးရေချိန်ဟာ၂လမနီးပါးကနေ၃လမနီးပါးထိရွာသွန်းရရှိနိုင်ပြီးတော့နေရာကွက်ပြီးမိုးသည်ထန်နိုင်တာကြောင့်အောက်တိုဘာ၃၀ရက်ကနေနိုဘာ၅ရက်ထိခုနှစ်ရက်တာကာလအတွင်းမှာရေသိမ်းပြီးစပားတွေလေလံတာ၊ပဲဆိုင်တောင်သူတွေ ပဲမျိုးကျဲတာတွေကိုမလို့တာအခြေအနေကြည့်ပြီးတော့ view site ဆောင်ရွက်ကြဖို့တိုက်တွန်းလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအထူးမလို့တာ သတင်းကိုထပ်မံဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ30ရက်နေ့ဒီနေ့မှမှစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုက်ထွားချက်တွေရအရှိတ်ဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်လကောက်ကမ္ဘာပြည်နယ်ပြည်နယ်ဘင်္ဂလားပြည်နယ်အော်ရုံမှာလေရုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနေတာကြောင့်၎င်း31ရက်စေလ2025ကနေ9ရက်17လ 2025အတွက်မှာတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအကျဲကျဲနဲ့နေပြီးတော့ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွားပြီးတော့တချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်မြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတခါတရံမိုးသက်လေပြင်းကြရောက်ပြီးလိုင်းကြီးပါမယ် မွန်တက်လေပြင်ကြာရောက်စင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအီကိုမိုင်30ကနေ35မိုင်တိုက်ကတ်ပါမယ်။လိုင်းပြင်ဟာမားကန်ရတဲ့တရှောင်းနဲ့ကမ်းတော်ပင်လေပြင်မှာတော့ရှစ်ပေကနေ10ပေကရှိနေပါတယ်။ဒါကြောင့်မိုးတက်တဲ့ဆွာရွာသွန်းနာရိုင်းနဲ့အတူတူလေပြင်တွေတိုက်ကတ်တာမိုးထကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာ ရဲရဲရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တိုင်းနဲ့ဆယ်မြောင်းတာမန်တွေအနေနဲ့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အိန္ဒိယအရှေ့ဘက်ကန်ယူရက်မှာဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်တာကြောင့်တအုပ်သိဆုံးတဲ့ကြောင့်ဖော်ပြပေးကြပါမယ်။ အိန္ဒိယနိုင်ငံအရှေ့ဘက်ကိုင်ရိုရဲမှာသက်ကောင်းရအချိန်မှာမော်တာဆိုင်ကလုံးမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်လူတရားတင်ဆောင်ပြီးမိုးတဲထန်စွာရွာသွန်းမှုနဲ့လေပြင်းတိုက်ခတ်တာတွေကြောင့်ကောက်ပဲသီးနှံတွေနဲ့လျှက်ဆက်တာအားတိုင်းတွေပျက်စီးခဲ့တဲ့ကြောင့်အရာရှိတွေကအောက်တိုဘာ29ရက်မှာပြောကြားလာပါတယ်။အိန္ဒိယမိုးလေဝသဌာနကတော့ Andhrapradesh, Orissa, Telangana နဲ့အနောက်ဘင်္ဂလားကန်ယူရန်ပြည်နယ်တွေအတွက်ဗုဒ္ဓဟူးနေ့မှာအလွန်မိုးတဲထန်စွာရွာသွန်းမယ်လို့ခန့်မှန်းထားပြီးတော့တနအီကို60ကီလိုမီတာ 56မိုင်တိလေပြင်းတိုက်ခတ်မယ်လို့လည်းဆိုထားပါဗျ။ဆိုင်ကလုန်းမုန်တိုင်းကတော့နေ့တဲ့ပိုင်းမှာနှက်ဆိုင်တဲ့မုန်တိုင်းငယ်ဖြစ်အပြော့သွားဖို့ရှိတယ်လို့လည်းခန့်မှန်းထားပါဗျ။ Under Pradesh ပြည်နယ်ကိုနာစီမခဲမှာအသက်48နှစ်အရွယ်အမျိုးသမီးတစ်ယောက်ပေါ်ကိုထမ်းပင်တပင်လဲကျခဲ့ပြီးတဲ့နောက်မှာတေဆုံးတဲ့ကြောင့်ဒေသခံအရာရှိတွေကဆိုပါဗျ။ Under Pradesh ပြည်နယ်မှာတော့အင်္ဂါနေ့ညပိုင်းအထိတိနိုင်အေက3800ကျော်ဒါအလိုက်နေနဲ့လျှက်စက်တအားတိုင်းအများပြပြည့်စီဆုံးရှုံးခဲ့ရရှိတဲ့ကြောင့်အစိုးရကလည်းထုတ်ပြန်ထားပါဗျ။ ဓာအားပြတ်တောက်ခဲ့တဲ့နေရာတွေမှာတော့ဓာအားပြန်လည်ရရှိဖို့ကြိုးပမ်းတာတွေလှုံ့ဆော်နေပါတယ်။ဆိုင်ကလုန်းပေါ်နိုင်ကနေဆောင်ယူလာတဲ့ရာသီဥတုပြောင်းလဲတွေကြောင့်ပဲအချိန်ကာမို့နှင်းနေထူထူတက်တက်ကြာစင်းလာကြောင်းအေရက်တောင်ရဲ့တိဘက်နိုင်ငံဘက်ချမ်းမှာရှိတဲ့အာနာပိုင်တွေဟာကမ္ဘာပြင်ဆုံးတောင်ကိုဧည့်သည်တွေဝင်ရောက်ခွင့်ရပ်ဆိုင်ထားတဲ့အကြောင်းသတိပေးချက်မှာဖော်ပြလာခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အရှိလေပွေလိုင်းတစ်ခုရွေးရှားလာတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာမိုးထစ်ကြုံတွေစတင်ရွာသွန်းနိုင်တဲ့ မြဝတီလုံးမလို့သားအချင်းနေခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။လေချောင်းမလို့သားဥွေဖြိုဟန်ကတော့31ရက်10လ2025ရက်နေ့မနက်၈နာရီ17မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါရစေ။မိုးတိုင်တောင်ဖြစ်ထွန်းမှုချင်းတွေကတော့ AR တိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊မိုးပြင်းနဲ့ကရင်ပြည်နယ်မှာတယ်လူတက်စွာဖြစ်ထွန်းပြီးတော့ကြံတပီလုံးမှာတော့ တင်းတင်းတင်းလောက်သာပြတ်သွားမှာတယ်။တိုင်းနယ်ပြည်နယ်ဆလေးနေရာအတွက်မနက်ပါမနက်7:00နာရီထိမိုးရွာသွန်းနိုင်မှုခံမှန်းချက်မှာတော့ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာစိစိနဲ့ကြံနေရာတွေမှာတော့မိုးဝဲတွေအနေငယ်ရွာသွန်းပါတယ်။စကန်တိုင်းဒေသကြီးအထက်ပိုင်းမှာတော့မိုးဝဲအနေငယ်ရွာသွန်းပါမယ်။ကြံနေရာဒေသတွေမှာတော့တိမ်သေးတဲ့ဖြစ်တော်ပြီးနေသားပါမယ်။ချင်းပြည်နယ်မှာတော့နေရာကွက်ကြောင်မိုးနေငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းမှာတော့တိမ်သေးတဲ့ဖြစ်တော်ပြီးနေသားပါမယ်။နေပြီးတော့မှာတော့တိမ်သေးတဲ့ဖြစ်တော်ပြီးတော့နေသားပါမယ်။ မကွေးတိုင်းအတွက်ခမှန်ချက်ကတော့တိမ်သိတဲ့ဖြစ်တော့ပြီးနေတာပါပဲ။ရှမ်းပြည်နယ်မှာလည်းပဲတိမ်သိတဲ့ဖြစ်တော့ပြီးနေတာပါပဲ။ရခိုင်ပြည်နယ်မှာတော့တိမ်သိတဲ့ဖြစ်တော့ပြီးတော့နေရာကွက်ကြားမိုးပွဲလေးအနေငယ်ရွာတော့ပါမယ်။အရာရီတိုင်းအတွက်ခမှန်ချက်မှာတော့နေရာအနှံ့ပြမိုးရွာတော့ပါမယ်။ရောင်တိုင်းအတွက်ခမန်းချက်မှာတော့နေရာစိတ်စိတ်မူရသွားမယ်။ပကိုးတိုင်းအတွက်ခမန်းချက်မှာတော့တောင်ပိုင်းမှာနေရာစိတ်စိတ်မူရသွားမယ်။ကြံနေရာတွေမှာတော့တိမ်သိတဲ့ဖြစ်တော့ပြီးတော့နေရာကွက်ကြားမူနေငယ်ရွာသွားမယ်။ ကယားပြည်နယ်မှာနေရာကွက်ကြောင်မူနေငယ်ရွာသွားပါမယ်။မွန်ပြည်နယ်မှာတော့နေရာစိတ်စိတ်မူရွာသွားပါမယ်။ကရင်ပြည်နယ်မှာတော့နေရာစိတ်စိတ်မူရွာသွားပါမယ်။တရင်းနိုင်တိုင်းမှာတော့နေရာစိတ်စိတ်မူရွာသွားပါမယ်။မွန်တိုင်းပြည်ပေါ်နိုင်ငံချင်းတွေကတော့အရှိတ်ကလာတဲ့လေဝေလိုက်တစ်ခုကကပ်ပလီပင်လယ်ပြင်ကိုရောက်ရှိလာပြီးတော့နောက်၆နာရီအတွင်းကပ်ပလီပင်လယ်ပြင်မှာလေတုမငြိမ်သက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းကျက်မှာတော့ဘူတိုင်းဒေသကြီးနေပြီးတော့အေရရီတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတွေမှာထစ်ချုံမိုးတွေရွာသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့အောက်တိုဘာ31ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တော့ပြီးတော့ကပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်မှာတိမ်အသင့်တွေကနေတည်ယူတတ်ပါတယ်။ပင်လယ်ပင်ခြေနေကသတင်းနိုင်ကရရခိုင်ကရမြို့ဝကြောင့်ပေါ်ဒေသတွေနဲ့မိုးရမကွေးမှာတော့အရှိတ်ကဒေဟာတနအိုင်ကိုစင်မိုင်ကနေမိုင်20ကတိုက်ခတ်ပြီးလှိုင်းနေငယ်ကနေလှိုင်းတင်နေရှိပါတယ်။မိုးကျင်တွေကတော့မကွေးတိုင်း၊ရခိုင်တိုင်း၊အေရီတိုင်း၊ပဲခူးတိုင်း၊သတင်းနိုင်တိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ မိုးပြင်းနဲ့မှနေရာကွက်ကြမိုးရွာသွန်းပြီးတော့သခိုင်းတိုင်မန်းလေးတိုင်းချင်းပြင်းနဲ့နဲ့ရခိုင်ပြင်းနဲ့မှအများအားဖြင့်တာယာပါမယ်ဆက်လက်ပြီးတော့လဲနောဘာတရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းပြီးတော့ ကပလီပင်လယ်ပြင်နဲ့ကြံပင်လားပင်လယ်အောင်မှာတည်ရင်တဲ့ကနေတည်ယူတတ်ပါတယ်။ပင်လယ်ပြင်ခြေနေကတော့သတင်းနိုင်ကန်ရန်ရခိုင်ကန်ရန်မြို့ဟာချပေါ်ဒေသနဲ့မုံတပါခွေးဘက်မှာတော့အရှိဘက်ကလေဟာတနအိုင်ကို10မိုင်ကနေ -20 ကန်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတဲ့တဲ့ရှိပါတယ်။မိုးခြေနေကတော့မကွေးတိုင်း၊ရန်ကုန်တိုင်း၊အရာရီတိုင်း၊ပဲခူးတိုင်း၊သတင်းနိုင်တိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာခွဲကြမိုးရွာသွန်းပြီးတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့အများအပြားတာယာပါမယ်ရှင်။ ဆက်လက်ပြီးတော့နောဘာတရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းပြီးတော့ကာပရီပင်လယ်ပင်နဲ့ဂျန်ဘင်္ဂလားပင်လယ်မှာတိမ်သေးသေးကနေတိမ်ယူတတ်ပါတယ်။ပင်လယ်ပင်အခြေအနေကတော့ဒရင်နိုင်ကန်ရမ်ရခိုင်ကန်ရမ်မြို့မကျွန်းပေါ်ဒေသတွေနဲ့မိုးရမောက်ခွေးဘက်မှာတော့ရှိဘက်ကလေဟာတနအိုင်ကိုစင်ပိုင်းကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါတယ်။ မိုးကျင်တွေကတော့မန်းလေးတိုင်းမကွေးတိုင်းရှမ်းကုန်တိုင်းအေရာရီတိုင်းပဲခူးတိုင်းသရိုင်းတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဒေသတွေမှာတော့အများအပြားဖြစ်သွားပါမယ်ရှင်